။ဘာလောက်ကြပါလဲ။နေရာရပြီလား။တာရာပြူမတ်တဲ့မှာလာရောက်နေရာယူပြီးတယောက်နဲ့တယောက်မျက်နှချင်းဆိုင်ထိုင်။သူများမကောင်းချောကိုယ်ကောင်းချောထိုင်ပြီးတော့အေးအေးပြက်ခံနေမှာလား။မန္တရကနေဝင်လိုက်ထွက်လိုက်နဲ့ခြေတော့တွေအညောင်းခံဒုက္ခတွေများခံနေမှာလားဒါမှမဟုတ် လက်ထဲမှာပါလာတဲ့ဖုံးကိုဟိုပုတ်ဒီပုတ်နဲ့လက်တည်းအညောင်းခံနေမှာလားခါကညာညာထဲထဲဝါဝါဆင်းပြန်းထားတယ်တက်ကတူတောင်းဆိုင်ကိုကြည်ပြီးအားပေးကြမှာလားဘာလို့ကြမှာလဲပြတ်ယနေ့လူနေသောအလူရှင်မိသားစုများအတွက်ပါရမီဖြည့်ဖို့ရာရောက်စီလာသောတက်ကတူတောင်းဆိုင်တော်မင်္ဂလာဘွဲကဆိုင်စီရလေးမြမဆိုင်ဝိုင်းအတွက်မရောက်သေးခင်တောင်းရဲ့ဖွဲ့သားများက ရဲ့ရွာကိုတတ်တာနဲ့ဂုံတင်ကပြတော့မှာဖြစ်ပါတယ်။ဒီလိုဂုံတင်ကပြမဲ့နေရာမှာတာဝန်ယူထားကြတဲ့ညီငယ်များကတော့တက္ကသိုလ်တောင်းရင်ညာလေယုံဖြစ်တယ်။ဘွဲတကမှာအကဲသားစေဖို့အချွဲတနေရာကနေတာဝန်ယူမဲ့နဲ့စရာလူငယ်ခိုင်မြဲတဲ့သူအတီးတနေရာကနေခยีပါအောင်ဆိုပြီးနီးရှာမဲ့ကြီးစရာလေးကတော့အလူတိုင်းမှာအပြိုဝိုင်းနေဟောဘိုးဆိုင်လို့ခေါ်ပါတယ်ခင်ဗျာ။ အကောင်ထိတ်မာတင်ဟိုးဘကမောင်းဝိသာပြင်လေးကတော့ဘာရီလာလာအပိုင်တိပြမယ်နှာရှင်ဆိုတဲ့ဆရာကြီးပါပဲခင်ဗျာအမေဘယ်ဘယ်ရှာမဥဆောင်လာလာကတော့အပိတ်အစုံမှာတိတ်ကိုတော်တဲ့ပံမရိဆရာဘလောက်ပဲပင်မပင်မတစ်ချက်မကြီးတယ်ပံမရိဆရာဝက်ကြီးတယ်သူ ဟွက်ကြီးကိုပါရမီဖြစ်မယ်လေခွင်းကြီးဆရာကတော့ပြင်းပြုံးပြုံးကိုပိုင်နိုင်စွာတိခတ်သွားမယ်လေခွင်းကြီးဆရာကလေးခွေးသိုးလို့ညရပါတယ်ခွေးသိုးနဲ့တူပြည်ကြီးကိုမြည်ကြီးရအောင်စီလိုကြီးကိုရိုက်စော်သွားမယ်စီလိုဆရာလေးကတော့ပွဲတွေမှာဆွဲနေသေးတယ်ညီငယ်လေးမဲစီလို့ညရပါတယ်ခင်ဗျာစီရီပြောက်ကင်နောက်မှာထိုင်တာကတော့ ။ဝါးရီကိုအရန်တီးတယ်။စီဝါဆရာစန်းကြီးဆိုတဲ့စိုက်တမလို့ကလေးနဲ့အတူတောင်းရဲဖွဲ့သားများစုံလင်ပြီလားလို့။စုံလင်ရင်ဖြင့်ရရွာကိုဂုံတင်ကပြမဲ့တန်ကဟဲ့ကလေးတို့ဒီလိုစကြစို့။ ¡Gracias!